ပြောချင်တာကတော့မောင်နှမမရဲ့မုံပေါ့နော်လူတိုင်းမှာမိသားစုရှိတယ်မိသားစုမြစ်တာပေါ့နော်အထူးသဖြင့်အကြီးတယောက်ရဲ့မိသားစုတောင်ပေါ်ထားထားတဲ့လူတယောက်ပေါ့အဲ့လူတယောက်ရဲ့ဘဝကိုဆန္ဒသိနေတာကျေးဇူးပတင်တော့မှကျေးဇူးမကမ်းသိနေတာတော့သူဆိုရဒီက40%လောက်ပါတယ်ကျွန်တော်ကျောင်းဆရာကနေကတော့ကျွန်တော်ဝိုင်းစားတာဆက်ပါ ဇက်ကဘယ်လိုဖြစ်လဲဆိုတော့ကိုကစာရေးတဲ့လူဆိုတော့ဟိုဘယ်နေရာရောက်ရောက်ကောင်းညီမအနေနဲ့လေ့လာတယ်လေအဲလေ့လာပါကြတော့ကြွားရင်းနဲ့အဲ့ဒီဇက်ကအဓိကဂိုင်တာဖြစ်တဲ့ကိုဖုတော်ဆိုတဲ့အခုတောင်းနဲ့တာပြီးဆုံးဖြစ်တယ်ဆိုပြီးတော့သူရဲ့စကားပါညာပြောပြီးတော့သူလည်းမင်းများတာပေါ့မင်းများပါညာဖြစ်တော့ပေါ့သူကသူ့ရဲ့စတိုရီတို့ပြောပြတယ်သူလည်းတကယ်တရားလုပ်ခဲ့တဲ့လူပေါ့နော်ဖြစ်တော့ သူစီကဒီဇက်အင်းရဲ့၄ဆယ်ခံလုံးရရတာအဲ့ဒါကိုကျန်တဲ့60ခံလုံးဖြည့်ပြီးတော့မိသားစုရှင်ဖြည့်တန်လိုက်တာဘယ်လိုဖြည့်ရလဲဆိုတော့သူ့ရဲ့သူစီကရတဲ့ဒီ true story ကိုဒီတိုင်းပဲလေအခုနေရာမှာဒီလိုစီမံဝန်ထမ်းအနေနဲ့ပြင်ပမှန်စစ်သေးရဲ့လည်းလောက်ကန်ကျွေးမွေးခဲ့တယ်ဒါမှလည်းညီငယ်ညီမကသူ့ရဲ့မေတ္တာကိုတိတ်နာမလဲဘူး။တော့လူငယ်ရေးဖြစ်တဲ့အတွက်ကိုပြောမှဆိုတော့အကိုကစီမံမှာအမိုက်သိမ်းပြီးတော့သူ့ကိုရှာကျွေးရတယ်ဆိုတာယူပတ်ဝန်းကျင်မှာခြားပြမှာရှိတယ်။ အဓိကပေးရတဲ့ message ကတော့ဒီဟာပဲသူစီကရတယ်ကျန်တဲ့ဟာတော့ဒါကိုယ့်ရဲ့ဇန်ညုံတင်ရပေါ့နော်ရောက်တာပေါ့ရောက်တာပေါ့ရင်းနေရောက်လို့လဲဒါတွေကအစ်စ်ဖြစ်လာတာပေါ့နော်ဘာလို့ကိုယ့်ဘာကိုဖန်တီးတဲ့ဇက်နဲ့တရှိဒီ reality ရလာတဲ့ဇက်နဲ့တန်ဖို့ရမ်းกว่าတယ်ဘာလို့သူ့ရဲ့ဇက်ကြောင်လေးသူ့ရဲ့ဘွားကြောင်လေးကတကယ်တနာဖို့ပေါ့နော်သူ့ရဲ့ ဘာကိုတော်တော်ကိုပြည့်စုံနေအဲ့ဘောမှာဒီရုပ်ရှင်တကားပြုတ်တက်ကိုလွတ်တဲ့အစင်းစားကိုကဆိုင်ဆင်းလိုက်အောင်ပြောနေတာအော်ဒီမှာပြည့်တဲ့တော်တော်များများအဓိက main scene တွေပေါ့နော်ပါတီချက်တွေကသူ့ရဲ့တကယ်ဖြစ်မှန်အားကြီးပါဘူးဥစားကိုရဲထွတ်တော့ပါတီကသူကတော့ကျွန်တော်တို့ကဇလန်သဘောလေးတော့ပြောပြရတော့ပြောပြကအဲ့အဲ့လေးကသူအာရီယာသူခံနေပြီးတော့ချက်ဖြစ်တာ ဘွားပူအောက်ကလည်းပူရဲပူလည်းပြအောက်ကလည်းတက်လာတယ်အနားကိုရှူရတယ်ခက်ခဲတာလည်းပြင်မနာများတယ်ဒီလိုဒီကလာပဲလေပြီးခဲ့တဲ့နေ့လေးလပိုင်းရိုက်တဲ့ကောင်ပေါ့ညံပူတဲ့အချိန်အဲ့ချိန်မှာဘာလဲဆိုတော့အပူတိုင်းဖြတ်မယ်အားလုံးအင်းထဲမှာပဲနေကြပါလို့ကျင်ညာချက်ထွက်လာတဲ့အချိန်မှာကိုရီးအမိုက်ပုံရအောင်လုံးကိစ္စတော့ဒါနဲ့တစ်ချင်တော့အဲ့ဒီမှာထွက်တဲ့အနားပူဆိုးတယ်နောက်အဲ့ရဒီအောက်ခြေကဒီအမိုက်တည်းရေကိုကားနေနဲ့ကြည့်ကြည့်ကြည့်ပြတော့အဲ့ထွက်တဲ့ခုံမုံတွေကအလုံးပုံလုံးပြင်းတယ် ခုနရအောက်ဒီခြေဖက်နှက်ပြုတ်ပဲလေအဲ့အဲ့ဒီအချိန်မှာမအဲ့ဒီရတဲ့ဖြတ်တဲ့ပြီးတော့မှအဲ့ဒီအမိုက်တဲတဲ့ကားကြီးတွေကွာတဲ့အချိန်ရောတိုက်တဲ့လေးတွေအဲ့ဒီကပုံရတကောအခုဒီဘေးကနေပြီးတော့အခုဖြစ်တော့မှမဆေးပါလေးကင်လို့တော့မှတော်တော်ဆိုးတာဇလိုက်တော့ကြတော့ဒဲအလူကြီးနေရတာလေသူတို့ပုတ်ခံစားရတာတော်တော်ပြန်မှာပါလေဘာလို့ဖြစ်ချင်တော့စင်မအဲ့အချိန်မှာကြမ်းမိုင်မကောင်းဘူးနေမကောင်းနေမကောင်းတဲ့ဂျားတွေရတယ်ပြီးတော့သူဆက်ဦးလေးကိုပေါ်တော့သူတို့တော့ပြန်မဲမဲလောက်ပါလား ပင်မတာတော့အကုန်လုံးပင်မပါတယ်အထူးဖြစ်ရဲ့ဆက်ဖွဲ့သားလေးတွေပို့တနာပို့ကောင်းတယ်ဒီအမဲပုံကြီးကတောင်းတော့ရှိတယ်အမြင်လေအထူးပြီးတော့အဲ့ယူဒီပစ္စည်းတွေဒီမီးအမှန်တွေကိုတင်ပြီးတော့ပေါ်တက်ရပြီးပြန်စစ်တနေရာရှိခုနကနေရာရှိတော့မှပြရတာတော်တော်ပင်မပါတယ်တစ်ဖွဲ့သားလုံးပါတော်တော့မစားပါဘူး။အောက်အောက်မှာသူကဟိုစီမင်းဝန်ထမ်းလိုက်ရှိရလေ။အဲစီမင်းအဲ့ဒီအဲ့ဒီမှာပြစားတာ။ကိုကတော့စားဖို့ပြောရရေသားတော်တော်ဆိုးတယ်။တော်တော်ဆိုးတာ။ရင်မတော်မရှိအနအများနဲ့နန်းနေ။နားတော်နန်းနေပြီးတော့လေတိုက်တဲ့ခါကျရင် အဲ့ဘေးမှာပတ်ဝန်းကျင်မှာဘာမှရှိနေတူတတာပြင်းလေရတဲ့နေနဲ့အဲ့ဒီကဖုံပြီးတော့အမှတ်ရောဝီးလို့လဲတယ်ကိုယ့်ပတ်ဝန်းကျင်မှာတော့အဲ့မှာရေကောင်းလေးဆိုဇလိုက်တကောမှာရေကောင်းနေတာနေအဲ့ဇောက်ခါနေမှာပါတယ်ရေကောင်းအမဲကြီးတယ်ဇလိုက်တကောမှာဘီဘီနဲ့အဲ့တကယ်တော့ပါးနေပါနေတာဟောအဲ့တည်းကဇလိုက်ကလည်းကျေစွတ်တင်တယ်သူတော့မငြီးဘူးကြီးဘူးစကားပြောဘူးတော့ကြောက်တော်တော်ဆောင်ပြောပြတယ်ဘာလဲရင်ကောင်းရင်ကောင်းအုံးနေရင်ကောင်းရောက်ဝင်လာတယ်ဆိုဒီကဒီကမောင်မဇက်ပေါ့အကိုကြီးကဟိုအနိမ့်တာခတ်တယ် ကြက်လေးပါ။ဇလားရတယ်ကောင်းတယ်တေဥဆောင်နေရတယ်ကောင်းတယ်ဆိုတော့ကြောင်းအခုအချိန်တခုထိရောက်လာတယ်ပြောချင်ပါလား။သိချင်တာကတော့မောင်နှမမရဲ့မုံပေါ့နော်။လူတိုင်းမှာမိသားစုရှိတယ်။မိသားစုမြတ်တာပေါ့နော်။အထူးသဖြင့်အကြီးတယောက်ရဲ့မိသားစုတောင်းဖို့ထားထားတဲ့လူတယောက်ပေါ့။အဲ့လူတယောက်ရဲ့ဘဝကိုဆန္ဒသိချင်တာ။ကျေးဇူးပတင်တော့မှကျေးဇူးမကမ်းသိချင်တာ။ဒီကအဒီတက်မှာဆိုရင်အကူက ဘလောက်ပဲပြင်ပန်းနဲ့နေဘူးထဲမှာအမိုက်ကောက်ပြီးတော့သူ့ကိုရှာဖို့ကြိုးပမ်းခဲ့ပေမဲ့အကိုလို့ထုတ်ပေါ်ပြောရမှာရမ်းရှိတဲ့ညီနေတယ်မှာဒါမှလည်းတခုရှိတာကဟိုနောင်နာနောင်မရရတယ်နောင်မရတဲ့နောင်နာတဝန်းမရှိဆိုတဲ့ဇာတ်ကားရှိရမှာအဲ့တော့မသိခင်နောင်နာရသေးချင်တာအကုန်လုံးကိုမိသားစုမြစ်တာကိုနားလဲဖို့ကျေးဇူးတရားကိုနားလဲဖို့အဲ့ဒါလေးကိုကြည့်ပြီးတော့အကုန်လုံးကဒီဟာလေးကိုသူရရရောက်သွားရင်ကိုတွေပြင်ပကြုံနေတာညောင်းလေးကကြုံတတ်ပါပါညောင်းလေးကကြုံတတ်ပါသူရှေ့မှာတော့သူဆိုင်ဆိုင်ကားတော့ရှိအောင် ါမှကျွန်တော်နဲ့ဒီကားမှာစားဆုံးတဲ့အချိန်မှာကျွန်မပေါ့ကျွန်မကစိုက်ထားတဲ့ကြောင်းဒီကားလည်းဇလိုက်အကောင့်နဲ့ပြီးတော့ပြောလဲချက်နှစ်ပါပေါ့ဒီကားတော့ပြောရမလို့ပေါ့ဇလိုက်ကတော့ကျွန်မဗိုင်ဝီတာဆိုတော့ကျွန်တော်တို့လိုချင်တဲ့ဘောင်လေးတွင်းကိုသူ့ကိုဝေအောင်လို့ပြပြလိုက်တာလေစူးစားပြီးတာပေါ့ပြက်ကဒီကားနဲ့ပတ်သက်ပြီးသူကြတကူကတော့သူကရှူတင်အစားရောက်ပြီဆိုတော့သူကဒီဖုန်းတော်ခရိုင်တာသူစတွင်းတာ သူဘယ်သူနဲ့ပါဆိုတာပြောသူ့မျက်နှာကြည့်တယ်အများကြီးချင်းချင်းငယ်ငယ်တဲ့ကျွန်တော်တော့ဘေးကကြည့်နေတယ်အော်တယ်စလိုက်ဘလိုဖြစ်သွားလဲဒါပေမဲ့အော်စိတ်ထဲတော့ထင်တယ်သူ character ကိုတွင်းနေတယ်ပေါ့နော်ဟောတကယ်ရိုက်တဲ့ခါကျတော့လည်းအကတိကိုဇက်ကောက်ကြိုက်ပြီးပါတော့ခက်ခဲတော့ခုနကအမိုက်ပုံပဲအဲအမိုက်ပုံကတော့ဒါဘဝမှာပထမဆုံးတွေ့ကြုံတဲ့အဆိုးဆုံးခက်ခဲပဲအဲမျောလိုက်ပါတယ်ဒါကျွန်တော်တို့အောင်နေရတဲ့တစ်ခွေတားလုံးကပင်ပင်ပန်းပန်း ိုးစားထားတဲ့ဇာတ်ကားဖြစ်တဲ့ကြောင့်အောင်မြင်မှုတစ်ခုတော့ရလိုက်ကောင်းတစ်ခုတော့ရလိုက်မယ်လို့ပြောလိုက်ပါတယ်။ခါတိုင်းပုံမှန်ပေါ့နော်။ဟိုချင်းမုန်းခွဲကြလောင်ရမဲ့ကားတဲ့အစာရပေါ့။ဒါက message တစ်ခုရမယ်ဟာပေါ့။မိသားစုနဲ့ပတ်သက်တဲ့ဟာ။ဒီပညာလေးတစ်ခုရမှာဖြစ်တဲ့အတွက်ကိုအားလုံးကိုကြည့်သိခြင်းနဲ့ဒါကြည့်ပေးပါ။ကြည့်ပြီးတဲ့ခါကျရင်လည်းဒီဇက်ကပေးတဲ့ message တစ်ခုရင်ထဲရောက်ပါသေးလို့ပဲစတော့ပါ။